ဖျားသခင်ရဲ့တကူတော်ဘိမှန်တော်မှာထွက်ခွာခြင်းရေစာကြည်လာအနာဂတိကျမ်းအပိုင်း၈အပိုင်းငယ်တင်းမာ၆ဓမ္မဟောင်းကျမ်းမှာအဓိကအနာဂတိကျမ်းတွေဖြစ်တဲ့ဟေရှာရအနာဂတိကျမ်းယေယမိအနာဂတိကျမ်းရေစာကြည်လာအနာဂတိကျမ်းနဲ့ဒံရီလာအနာဂတိကျမ်းတို့ပါဝင်ပါတယ်ဒီနေ့ရေစကြည်လာအနာဂတိကျမ်းကနေဘာဘူးလက်မျိုးကိုတုတ်ပန်းအဖြစ် ပို့ဆောင်ခံရတဲ့ဣသရေလတို့အကြောင်းကို ကျွန်တော်တို့လေ့လာကြရအောင် အထူးသဖြင့်ဘုရားသခင်ကပရောဖက်ယေဇကျေလအာ ယူပါယုံများဖြင့်မိန့်တော်မူခဲ့ပါတယ်ယူပါယုံများဆိုတာတမန်ကျမ်းစာကိုကျွန်တော်တို့ဖတ်ရှုကြည့်တဲ့အခါဘုရားသခင်ကဓာတ်ရိုက်မိန့်တော်မူခြင်းဒါမှမဟုတ်လူကိုယ်တိုင်မိန့်တော်မူခြင်းပဲဖြစ်ပါတယ် ါပေမဲ့ရေစာကြည်လကိုဘုရားသခင်ကအရှင်ရဲ့အလိုတော်ကိုယူပါရုံများအားဖြင့်မကြာခဏဖော်ပြပါတယ်။ယခုလမှာရေစာကြည်လအနာဂတိကျမ်းထံမှာယူပါရုံတွေကိုဖော်ပြပါမယ်။အနှဲငယ်များပေမဲ့ရေစာကြည်လကျမ်းရှိယူပါညုံများကိုတစ်ခုပြီးတစ်ခုဖတ်ရှုပြီးထိုထဲကဖျားသခင်ရဲ့အလိုတော်ကိုလေ့လာကြပါမယ်။ရေစာကြည်လအပိုင်း၁ကိုလေ့လာကြည့်ရအောင်။ ပရောဖက်ရေစာကြီးလာကိုဘာဘူးလံမျိုးတို့တုံပန်းအဖြစ်ခေါ်ဆောင်သွားချိခံရပါတယ်။ခေမာမြစ်ကိုရောက်တဲ့အခါမှာရေစာကြီးလာကဒီလိုပရောဖက်ပြုခဲ့ပါတယ်။အရင်ကထက်ပိုကြီးတဲ့ဘေးဆိုးကဤတရီလာတိုင်းပြည်ကို တိုက်ခိုက်လိုက်မယ်။ယေရုရှလင်မြို့၌ဘေးမှန်တော်ပြိုလဲလိုက်မယ်။ဒါပေမဲ့ဤတရီလာတို့ကမဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြပါတယ်။ဖျားသခင်က ယေရုရှလင်မြို့ရဲ့ဗိမာန်တော်ကိုဖျက်ဆီးတော်မူတဲ့ဖျားသခင်ဖျက်ဆီးတော်မူတဲ့ဗိမာန်တော်ရဲ့တောင်းခံမှုကစိတ်ကူးမယင်နိုင်လောက်အောင်ပဲဖြစ်ပါတယ်။ဒါအပြင်ယေရုရှလင်မြို့မှာကြံရှိနေတဲ့လူများလည်းရှိပါသေးတယ်။ဒီလူများက ယခုတုံ့ပန်းနေဖြစ်ကြပေမဲ့မကြာခင်မှာယေရုရှလင်မြို့သို့ပြန်လာနိုင်မယ်လို့ယုံကြည်ကြပါတယ်။ဣသရေလတို့က လုံးဝပျက်စီးသွားခြင်းမဟုတ်ကြောင်းမြည်သည့်အခါမှာမပျက်စီးနိုင်ဘူးလို့သူတို့ကယုံကြည်ကြပါတယ်။ဒါပေမဲ့ဖျားသခင်ကရေစကြေလကိုဒီလိုယူပါယုံနေပြခဲ့ပြီးစစ်တုံ့ပန်းဣသရေလလူတို့ကိုအရှင်ပြခဲ့တာတွေကို ပြန်ပြောပြဖို့မိန့်တော်မူခဲ့ပါတယ်။ ရေစကြေလာအနာဂတိကျမ်းအပိုင်း၈ကိုကြည့်ကြည့်ရအောင်ဖျားသခင်ရဲ့ဝိညာဉ်တော်ကရေစကြေလာကိုစံချီမြင်ကနေခေါ်ဆောင်သွားပြီးယေရုရှလင်မြို့ရဲ့ဖိမန်တော်စီကိုပို့ဆောင်လိုက်ပါတယ်။ရေစကြေလာကရှယ်ယုံဖွယ်ကိစ္စကိုမြင်လိုက်ရပါတယ်။ဣသရေလတို့ကဖိမန်တော်ထဲမှာရုပ်ထုကိုကိုးကွယ်နေကြပါတယ်။ဣသရေလတို့ရဲ့အသင်းတော်လူကြီးအယောက်90ကရုပ်ထုကို အမွှေးနှမ်းသာတို့နဲ့မိရှို့ကိုကိုွယ်စီပြီးဗိမာန်တော်ကိုကြောခိုင်းကနေကိုကိုကိုွယ်နေကြပါတယ်ဒီလိုကြောက်စရာကိစ္စကိုသင်မြင်သလားဒီထက်ဆိုတာရှိပါအောင်မလားလို့ဖျားသခင်ကကြည်စာကြည်လာကိုမိန်ပါတယ်ဖျားသခင်ကသူစီကထွက်ခွာပြီးအခြားရုပ်ထုနဲ့အခြားသူရဲ့ဖျားကိုဥညွတ်နေသူတွေကိုဖော်ပြပါတယ် ရီဆာဂျီလာကပိမန်တော်အရှိတ်ဘတ်တကားမထွက်လာပြီးဖျားသခင်ရဲ့ဖုံးတကူတော်ကိုပြသပါတယ်။ဘာဘူးလန်စစ်တပ်ကိုအီတရီလာတို့ကရှုံးနေပြီးနောက်ဖျားသခင်ရဲ့ပိမန်တော်ဖျက်ဆီးခံခဲ့ရတယ်လို့လူအများကယုံကြည်ကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီနေ့အကြောင်းအရာမှာဆိုထားတာက ဘာဘူးလန်တက်တို့ကဣသရေလတိုင်းပြည်ကိုမလာခင်ဖျားသခင်ကယေရုရှလင်မြို့ရဲ့ဘိမှန်တော်ကိုဆွန့်လွတ်ခဲ့ပြီးဣသရေလတို့ရဲ့ပျက်စီးခြင်းကိုရောက်ခဲ့ပါတယ်။ဖျားသခင်ရဲ့လူတို့ကသူတို့ရဲ့တန်ရှင်းတဲ့အသက်တာကိုဆွန့်လွတ်ပြီးဖျားသခင်ရဲ့အလိုတော်ကိုမလိုက်နာပါကဖျားသခင်ရဲ့ဖုံးတော်ကဘဲမှန်တော်ကနေထွက်သွားမှာပဲဖြစ်ပါတယ်ဒီလိုအဖိုးတန်နဲ့ဘဲမှန်တော်တောင်နောက်ဆုံးမှာပြိုကျရပါလိမ့်မယ် ။ဤတရီလာလူတို့ဟာအပြစ်တွေပြုလုပ်ပြီးဖျားသခင်ကိုမေးပြော်ပြီးနောက်ဆုံးမှာအပြစ်ပေးခံရပေမဲ့ဖျားသခင်ကသူတို့ကိုချစ်ပါတယ်။ဖျားသခင်ကအပြစ်ကိုမုန်းတီးပေမဲ့ကျွန်တော်တို့ကိုမစွန့်လွတ်ပါဘူး။ကျွန်တော်တို့ကိုမှန်ကန်တဲ့လမ်းကိုလမ်းပြပေးတော်မူပါတယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုဖယ်တော်အခါမှာဆွန့်ပြစ်မှာမဟုတ်လို့ပဲဖြစ်ပါတယ်။